်ပရိသတ်တွေအားလုံးအတွက်ခေတ္တပြုံမေအစီအစဉ်တက်ဆက်ပြီးတော့မှာပါခေတ္တပြုံမေအစီအစဉ်မှာသစဉ်ရဲ့ထထရဲ့ ဖြုံးမေတို့ကဒီကနေ့မှာစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတွေအများကြီးကိုပြောပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ကဲဒီတော့သတင်းအကြောင်းအရာလေးတစ်ခုနဲ့ဆက်လိုက်ချင်ပါတယ်။အခုထပ်ပြောပြမယ့်သတင်းအကြောင်းအရာလေးကတော့ဒါအသက်ငယ်ငယ်ရွယ်လေးနဲ့ပေါ့နော်။အရန်ကိုပရာဟိတစိတ်ရှိတဲ့ကလေးမလေးတယောက်အကြောင်းပြောပြချင်တယ်။ဟုတ်တယ်ကလေးမလေးရဲ့အသက်ကဆိုလို့ရှိရင်ဒါအသက်9နှစ်သမီးလေးပဲရှိသေးရဲ့ပေါ့နော်။သူမရဲ့နာမည်ကတော့ Haley Ford ဆိုပြီးတော့ဒါနာမည်ရှိရဲ့ပေါ့နော်။သူကဘလောက်တောင်မှစိတ်တော်ရကြီးပြီးတော့ဒါပရာဟိတစိတ်ရှိလေးဆိုလို့ရှိရင်ဒါအသက်9နှစ်အရွယ်ဆိုတာကဒါကိုရီဒါတခြားကလေးဆိုလို့ရှိရင် အယုတ်တွေနဲ့ဒါဆော့လို့ကောင်းတဲ့အချိန်ပေါ့နော်ဒါပေမဲ့ तू ကအဲ့လိုမျိုး तू ရဲ့အားလက်ချိန်နေမှာဆိုလို့ရှိရင်ဒါအကြောင်း ပိတ်တဲ့ရက်တွေမှာဆိုလို့ရှင်ပေါ့နော်အယုတ်တွေပါကြီးစော်တာဒါတကယ်ချင်းနေတဲ့အချိန်ကုန်တာမရှိဘဲနဲ့တဲ့ဒါသူနေထိုင်နေပေါ့နော်ရက်ွက်ထဲမှာဆိုရင်အိမ်ကျင်မဲ့တဲ့သူတွေအတွက်ကိုသူအိမ်လေးလိုက်ဆောက်ပေးတာတဲ့ဩလိမ့်မလိုက်တာကြဟုတ်တယ်လိုက်ကူညီပေးရပေါ့နော်ဒါလူကြီးတွေရဲ့ခိုင်လိုင်းပေးမှုနဲ့အတူသူလိုက်ကူညီပေးရပေါ့နော်အဲသူ့ကိုကြီးလိုက်မယ်ဆိုလို့ရှင်ပေါ့နော်အဲ့လိုအယုတ်လေးတွေနဲ့အချိန်ကုန်နေရမရှိဘဲနဲ့တဲ့အိမ်ဆောက်တဲ့ပေါ့နော်ရက်စစ်ကရိယာလေးတွေကိုကင်ပြီးတော့လမ်းပေါ်မှာနေထိုင်နေကြတဲ့အိမ်ကျင်မဲ့တဲ့သူတွေအတွက်တဲ့အိမ်ငယ်ကလေးတွေကိုအားလက်ချိန်မှာဆောက်လုပ်ပေးလို့ရှိပါတယ်တဲ့အဲပြောရမယ်ဆိုလို့ရှင်ဒါအရင်က ပေါ့နော်ဟိုကလေးလေးဖြစ်ပြီးတော့စိတ်သဘောထားအရန်ပေါ့နော်ပုံမြတ်တယ်လို့ပြောရမှာနော်ဟုတ်တယ်တာဝန်ယူခြင်းစိတ်လည်းရှိရနော်သူကဒါနမူနာယူရမှာပေါ့နော်ဟုတ်တယ်ငငယ်လေးနဲ့သူပတ်ဝန်းကျင်မှာဘာတွေဖြစ်ပြနေဆိုတာသူတေချာစူးစမ်းနိုင်တယ်အဲ့ဒီပြင်ကိုညင်ခြင်းစိတ်လည်းရှိရငယ်ကတည်းက writer လုပ်ငန်းလုပ်နေတာပေါ့နော်အင်ဂျင်မဲ့သူတွေအတွက်ကောဒါဘယ်လိုပြောမလဲတဘာဝပတ်ဝန်းကျင်ကြောင်းပေါ့နော်ဒါဒုက္ခရောက်နေကြတဲ့သူတွေအတွက်ကောနော်ဝိုင်းမြော့ဒီလိုမျိုးလေးကိုညင်ပေးမယ်ဆိုအရန်ကောင်းမယ်နော်ဟုတ်တယ်သူကြီးလာလို့ရှင်တကယ်ပရိုက်တာသမိုင်းဖြစ်မှာနော်အကြီးကျယ်လေးအဖွဲ့အစည်းဥစားပြီးတော့တည်ကြရ တယ်ကဲမြမခုနမထက်ပြောသွားတာအသက်9နှစ်ရွယ်ကလေးဆိုတော့တိတ်မကွာတဲ့အသက်ရွယ်အကြောင်းပဲပြောပြမယ်အသက်84နှစ်ရွယ်အော်ဟုတ်တယ်ဟုတ်တယ်အသက်84နှစ်အရွယ်အဖွားဟိုကပေါ့နော်လူ71ဦးကိုမိဖုရားနေကဲတင်လိုက်တယ်ဆိုတဲ့တင်အော် ဟုတ်တယ်ဒါအရင်ပဲကန်ကောင်းတယ်ပေါ့နော်ဒီလူတွေကလည်းဒါတော့ American နိုင်ငံ Florida မှာရှိတယ်တဲ့ Jackson Valley ဆိုတဲ့ဒီတိုက်ခန်းအဆောက်အုံတွေမှာဖြစ်သွားတာသူကအဲ့မှာမီးလောင်နေတာကိုဖះဝှက်ပြုတ်နေတဲ့အသက်84နှစ်ရွယ်အဖွားကိုကတွေ့သွားတယ်ဆိုတော့သူအဲ့အခန်းထဲမှာဆိုလို့ရှိရင်လူ70ဦးရှိနေတာတဲ့သူတို့အဖွားကိုကယ်တင်လိုက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဟိုမနေ့2နာရီပေါ့နော်2နာရီအချိန်ကအကောင်လုံးအိမ်မောကြနေတဲ့အချိန်အဲ့အချိန်မှာဆိုလို့ရှိရင်အဖွားကိုကာမန်ပေါ့နော်သူကဆိုလို့ရှိရင်အိမ်မပြောဘဲဖြစ်နေတယ်အဲ့ တော့မင်းကိုနိုင်ရတဲ့အတွက်အပြင်ကိုထွက်ကြည့်ရခါမှာတဲ့အဲ့တိုက်ခန်းအဆောက်အုံကမင်းတွေလောင်နေပေါ့နော်မင်းကိုအထွက်မင်းတွေလောင်နေဒါတို့သူကချက်ချင်းသွားပြီးတော့တကားတွေကိုရိုက်ပုတ်ပြီးတော့သူတို့အလုံးကိုနှိုးတယ်တဲ့ရိုက်ပုတ်ပြီးတော့အကုန်လုံးအပြင်ထွက်မင်းလောင်နေရဲဆိုပြီးတော့ပြောတဲ့အခါကျတော့မိသက်သမားတွေအဲ့လိုတာဝန်ရှိတဲ့သူတွေရောက်လာတဲ့အခါမှာအဲ့တိုက်ခန်းမှာနေတဲ့လူကြီးဆယ်ဦးနဲ့ကလေးငယ်တအိုးတို့ကအပြင်ကိုဘေးကင်းစွာနဲ့ရောက်နေပြီးရဲ့ဒါပေမဲ့မိကတော့တော်တော်များများလောင်သွားတယ်ပေါ့နော်အဲ့တော့အဲ့မိတိုက်ခန်းအဆောက်အုံပြည်စည်းဆုံးရှုံးမှုကဒေါ်လာ3000ကျော်တဲ့ဒေါ်လာ3000 ော့ပျက်စီးဆုံးရှုံးသွားတယ်ပေါ့နော်ဆိုတော့ तू ကညာဘက်အိမ်မပြောလို့ရှိရင်ဖះဝတ်ပြူတာအဲ့လိုမျိုးလုံတက်တာဖြစ်တဲ့အတွက်ညနေနိုင်အချိန်မှာဒီလိုမျိုးသူတို့ကလည်းအသက်ရှင်ဖို့ကံပါတာပေါ့နော်အားလုံးအိမ်ပျော်နေတဲ့အချိန်မှာမိခိုးတွေမိခိုးနဲ့နေရအဲ့လိုမျိုးမိတွေလောင်ရတွေ့ပြီးတော့မှချက်ချင်းပြေးသွားပြီးတော့အသက်84နှစ်ရွယ်ဆိုလို့ရှိရင်အသက်အရွယ်အိုမင်းနေပြီလေဒါပေမဲ့ချက်ချင်းပြေးသွားပြီးတော့တကားတွေကိုထုတ်ရိုက်ပြီးတော့အပြင်ထွက်ဖို့အတွက်ပြောခဲ့ရအားလုံးလည်းအသက်ရှင်နေပေးလိုက်ကင်းနေတဲ့တော်သေးရပါတော့တော်သေးရတော်သေးရနော်ဟုတ်တယ်လူကြီးတွေကလည်းညံ့ညံ့ကြအိမ်မပြောတတ်ဘူးနော်ဒါက န်ကောင်းတဲ့ဘက်ကိုရောက်သွားတာပေါ့ဟုတ်ပါဘူးဒါအသက်84နှစ်ဆိုတာပြောရမယ်ဆိုကိုယ်ကာယပိုင်းဆိုင်ရာရောเนาะဒါဟိုအသိဉာဏ်ပိုင်းဆိုင်ရာကလည်းပြောရမယ်ဆိုလို့ရှိရင်ချွေချွေနေပြီเนาะဒီလိုပြောတာဖြစ်ဖြစ်လက်လက်နဲ့သူစဉ်းစားရဘလို့လုံးဝမလဲဆိုတာအစင်းစုံတည်ရဆိုတော့เนาะဟုတ်တယ်ဖုန်းတော့မဆက်ဘူးเนาะကိုယ်တိုင်းတော့ဒီကောင်တော့ထောက်တာเนาะဒါတော့ကန်ကောင်းတယ်ဟုတ်တယ်เนาะ တကယ်လေးစားမှုကောင်းတယ်ဟုတ်တယ်ကဲဟုတ်ပါပြီအဲ့ဆိုရင်ဒီတစ်ခါတော့ဆင်ကကြတော့ဒီပေါ့နော်ဒေသနာဘုသူတာလေးကြောင်းပြောပြအောင်မယ်အဲ့ဒါဘာလဲဆိုတော့ဒီပေါ့နော်ဒီပြပမှာရှိတဲ့ဒီ Caribbean ပင်လယ်မှာရှိရဲ့ပေါ့နော်ကျွန်းငယ်လေးအဲ့ဒီဒီကျွန်းငယ်လေးမှာဆိုရင်ねအဲ့ဒီကျွန်းငယ်လေးတစ်ခုကကြတော့အကျယ်ကကြတော့2အေကာလောက်ပဲရှိတာဒါပေမဲ့ လူပေါင်းဒေတာကံပေါင်း1200နေခိုင်းနေရတဲ့အများကြီးပဲလူရင်းများတယ်နော်ဒီပမာဏလောက်နဲ့ဆိုရင်နှစ်အိတ်ကောက်ဆိုတာနည်းနည်းလေးလေးနော်နည်းနည်းလေးဟုတ်တယ်အဲ့မှာလူ1200နေထိုင်ဆိုပြတ်သိမ့်နေမှာပဲအဲ့ထဲမှာနော်လေကွင်းနှစ်ကွင်းလာပေါ့နော်ဒီမှာဆိုလို့ရှိရင်နှစ်အိတ်ကောက်တိတ်ကောက်တစ်ကွက်ဆိုလို့ရှိရင်ချင်းချင်းလေးချင်းချင်းလောက်နေထိုင်နေရတယ်ဟုတ်တယ်အဲ့လေးပြောပြမယ်နော်သူကဒီတောင်အမေရိကတိုက်တဲ့ကိုလံဘီယာနိုင်ငံကန်ယိုဒန်အနီးမှာရှိတဲ့ကာရီဘီယံပင်လယ်မှာရှိတဲ့စန်တာခရူဒဲလ် ိုက်ကလော်ဒီလို့ခေါ်တဲ့ကျုံးလေးအဲ့ဒီကျုံးလေးမှာတဲ့အဲ့ဒီကျုံးလေးမှာဆိုရင်ဒေသခံပေါင်း1100နေထိုင်နေအကောင်လုံးဟာကျတော့တော်တော်တက်ငါသေးတယ်။အင်းဒီကျုံးလေးကိုရှာဖွေတွေ့ရှိခဲ့တာလွန်ခဲ့တဲ့နှစ်ပေါင်း150ခန်းလောက်ကရှာဖွေတွေ့ရှိခဲ့တာကြာပြီနော်အဲ့လိုရှာဖွေတွေ့ရှိခဲ့တာတဲ့ဒီတော့ဒေသခံတွေကအဲ့လိုမျိုးပေါ့ကျုံးရှာဖွေတွေ့ရှိရတဲ့သူတွေကဒီနေရာမှာစတင်ပြီးအခြေကျနေထိုင်နေနေထိုင်ရင်းကနေပြီးတော့ဒီကျုံးလေးမှာဆိုရင်အခုလူဦးရေ1200ခန်းရှိလာခဲ့တာပါတဲ့နောက်ပြီးအဲ့ဒီကျုံးလေးမှာဆိုရင်ထူးခြားချက်လေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီကျုံးလေးမှာဆိုရင်ねအိမ်ပေါင်း60ခန်း ်ပဲရှိတယ်။နောက်ပြီးတော့သူက store ဆိုင်နှစ်ဆိုင်ပဲရှိတယ်။နောက်စားသောက်ဆိုင်လည်းတစ်ဆိုင်ပဲရှိတယ်ဒီကျွန်းလေးမှာဆိုရင်ပေါ့နော်။စားသောက်ဟန်ဒရောရန်ကောင်းပါပဲနော်။အဲ့အကျုံးလေးမှာဆိုရင်လည်းဒါကုသင်းချိုင်းဆိုတာလည်းမရှိဘူးတဲ့။ဘာလို့ဆိုတော့သူကဒီသိဆုံးသွားတဲ့သူတွေရဲ့အလောင်းသူတို့ရဲ့ဒီအနီးမှာရှိတဲ့ကျွန်းလေးမှာသွားပြီးတော့ကြိုကြတာပေါ့နော်။နောက်ပြီးဒီကျွန်းမှာဆိုရင်ရာဇဝတ်မှုဆိုတာလည်းတကယ်မရှိသလောက်နေပါပြီးတော့ငြင်းငြင်းကြမ်းကြမ်းပဲနေထိုင်နေကြတာတဲ့။နောက်ပြီးဒီဒေတာကန်နေအနေနဲ့ဆိုရင်များသောအဖြစ်သူတို့တွေကဒီပေါ့နော်ခီးသွားလာရေလုပ်ငန်းတွေပဲသူတို့ကဒီအသက်မွေးဝမ်းကြောင်းပြုလုပ်နေတယ်။နောက်ပြီးအဲ့ ကျော်မှဆိုရင်မီးဆက်ကလည်းတစ်လုံးပဲရှိရဲ့။ငါပဲအဲ့မီးဆက်ကိုတရက်ကိုလည်း9နာရီပဲမောင်းပေးတာတဲ့။မီးဆက်ကလည်းပေါ့နော်။อืมပြီးတော့ပြောမယ်ဆိုရင်ဒီကျော်မှဆိုရင်နောက်တစ်ခုထူးကြတာဘာလဲဆိုတော့ခြင်လုံးဝမရှိဘူးလေအဲ့ကျော်မှ။အော်ကျော်မှပြေပြီးတော့ခြင်မရှိဘူး။ခြင်တစ်ခါမှမရှိဘူးလေအဲ့ကျော်မှ။ကျောင်းလိုက်တာ။လိုက်တာနော်။ဟုတ်တယ်။ဒီတော့ဒီကျော်ကိုသွားမယ်ဆိုရင်ねကိုလံဘီယာနိုင်ငံနဲ့ကာတာဂျီနာမြို့ကနေပြီးမော်တော်ဘုတ်နဲ့2နာရီလောက်သွားမယ်ဆိုရင်အဲ့ဒီတကယ်ကိုတာယာလှပါရင်ဒီကျော်ကိုရောက်ရှိသွားမှာပါဆိုပြီးတော့ပြောပြထားရဲ့ပေါ့နော်။ဒီနေ့ရောက်ရဲ့ကျောင်းငယ်လေးပေါ့နော်။ဟုတ်တယ်။စားစမ်းစ ိုင်တော့ပဲဖွင့်ခြင်းတယ်ဟုတ်တယ်အဲ့မှာလည်းအများကြီးတော့လူက1000ဆိုအဲ့အဲ့ဆိုင်မှာ1000လောက်စားမဲ့တာကိုယ်ဆိုင်မှာ600လောက်လားစားတော့ဟုတ်တော့ဖြူမိတော့ဖွင့်တော့ဖွင့်တော့ကဲအဲ့မဲ့နေရာအေးရရှိပါမလားကိုယ်ဆိုင်ဖွင့်မှုတွေဟုတ်တယ်เนาะဒါစဉ်းစားရမယ်ကဲဒါဆိုရင်ခဏနားလိုက်ရအောင်เนาะထပ်မံပြတက်ဆက်ပေးစရာအကြောင်းအရာရှိပါသေးတယ်အခုတော့ခေတ္တပြုံမိအစီအစဉ်ဒီမှာခဏလေးနားအောင်မယ်เนาะ